င်းနိုင်ငံမှာဆိုတာလမ်းစဉ်ဟာဆိုရှယ်လင်းလမ်းစဉ်ရှိမယ်နောက်တစ်ခါဒီမိုကရေစီရှိမယ်ဆိုရှယ်လင်းမှာလည်းဒီမိုကရေစီရှိတယ်နောက်ဘုရားကအာအမြင့်ဆုံးစနစ်ဆိုတာရှိမယ်နောက်တစ်ခါဒီကွန်မြူနစ်စနစ်ဆိုတာရှိမယ်ဘုရားကဒီမိုကရေစီကိုအစိုးရရေးမှာလည်းဆိုတော့ဒီမိုကရေစီကိုအပြည့်အဝတောင်းနဲ့ပြောကြတာပဲသူနိုင်ငံသူအခြေအနေနဲ့ကိုင်းနေတဲ့ဆိုရှယ်လင်းလမ်းစဉ်ပေါ့နော်အဲ့ဒီဟာတွေကတော့အင်းကြီးတဲ့တိုင်းပြည်ရဲ့ဟိုနမူနာမျိုးတာပါအတူတူတာပါ သူ့မိသူမှာနဲ့ဆိုကိုယ်တိုင်ကြီးရဲ့အခြေအနေကိုယ်တိုင်ကြီးရဲ့အဲဘယ်လိုပြောမလဲဟို characteristic ကိုယ်တိုင်ကြီးရဲ့ဟိုအတွေ့အကြုံချင်းမျိုးနဲ့ကိုင်းနေတဲ့ service နဲ့ပေါ့ဒီမှာ democracy ကိုမြန်မာနိုင်ငံမှာဟန်နေသွားမယ်ဆိုတာကသူ့မြန်မာပြည်မှာ ethnic group တွေရှိတယ်။ဒါကြတော့ပြောတာပေါ့ကောင်သူ့မြန်မာနိုင်ငံရဲ့အဲလုံခြုံရေးကိစ္စဒါအဲ့ဒီပေါ်မှာမြင်ပြီးတော့အဲ့ဒီနဲ့ဒီမျိုးကိုသွားမယ်ဆိုတဲ့ဟာမျိုးပေါ့ပြီးတော့အဲ့ ယုံထင်ရတဲ့အယူခူရာနေမှာပေါ့ဒီယုံနဲ့သဘာအင်အားကြီးတဲ့မှာဆိုပါလာနေဆိုတော့အဲ့ဒါကိုအယူခူရာလည်းဖြစ်မှာပေါ့အဲ့ဒါကြောင့်မို့အဲ့တော့ကိုမျိုးကိုကလည်းကိုလုံမဲ့ဆိုတဲ့ဟာမျိုးပေါ့နော်မြန်မာအုံးမြန်မာလက်ပေါ့နော်အဲအဲ့ဒါလေးလည်းအခုတော်တော်လေးပြောကြတယ်ကိုမြန်မာဒီရဲ့ကိုချီတော်ဘုံပြည့်ပြီသူများကိုငင်ကိုငင်ပေါ့အဲ့တော့မြန်မာနေမြန်မာဟန်ဆိုတာဟာမကောင်းတာတော့မဟုတ်ဘူးကောင်းတာလေ